အားလုံးပဲမိန်တော်ဗျာကောင်းဆက်သတင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလည်းတော့မြမတော်လန်ရဲ့အတွက် အချိန်မလောက်ကြံသေးလဲဆိုတာကိုသုံးသပ်ကြရတယ်ကိုရှယ်လေးရဲ့ရုပ်သံဗီဒီယိုပိုင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာကိုရှယ်လေးကဘလို့ကြောင်းအရေကိုသုံးသပ်မျိုးဆိုထားတယ်ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်း channel မှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တစ်ကတော့မြမတော်လန်ရေးအတွက်အချိန်ဘလောက်ကြံသေးတယ်လဲပေါ့နော်ဆိုတော့တော်လန်ရေးဆိုတာလေကျွန်တော်နားလေတာတော့ time limit ရှိတယ်ဗျအချိန်ကန့်တတ်ရှိတယ်အဲ့ဒါကိုအချိန်ကန့်တတ်မရှိပဲအဲတော့အနေကြတဲ့ကျွန်တော်တို့နိုင်ငံရဲ့နှစ်ပေါင်းမြောက်များစွာတော်တော်ကြီးသွားပြီဒါနိုင်ငံတော်တော်များများမှာဒီတော်လိုင်းနဲ့ပတ်သက်ရင်အချိန်ကန့်တတ်တွေရှိတယ်ဆိုလိုချင်တာကတော့စစ်ရေးပေါ့ဗျာစစ်ရေးနဲ့ပတ်သက်ရင်တော့အချိန်ကန့်တတ်ရှိတယ်နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ goal ရှိတယ်ပန်းတိုင်ရှိတယ်ပေါ့ဒီကဟိုစစ်ရေးဆိုရင်အချိန်ကအကန့်တတ်ဘယ်လောက်မှာငါတို့ ဘလို့လုတ်ပြီးတော့ဘယ်အချိန်အတိုင်းတာလောက်မှာအဆုံးတတ်မလဲဆိုတဲ့ဥစ္စာအတိအချရှိရတယ်။ဒါကကျွန်တော်အမှန်ပြောပြတာ။ဟိုဘူဂျုတ်ထုံးပြနိုင်ဆိုရင်2025မှာအဲရခိုင်ပြည်နယ်နဲ့ပတ်သက်လို့တို့အပိဒတ်2025မှာအားလုံးပြီးဆုံးသွားအောင်တို့ဆောင်ရွက်မယ်လို့ပြောထားတယ်အခု2025အခုမတ်လလောက်မှာကိုတော်တော်ပြီးဆုံးနေပြီဒါဟာ time limit ပဲဒါမျိုးကျွန်တော်ပြောပြတာဆိုတော့ American မှာ Afghanistan မှာခံလိုက်ရတာ time limit မရှိဘူးဗျာဒါကျွန်တော်အမှန်ပြောဒါပေမဲ့လစ်ဗျားမှာ အပြောင်းလဲရ time limit ရှိရဗျာနော်ဒီ time limit ဒီ time limit ကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဗျာဆိုလိုချင်တာ you need to understand about the time limit to any kinds of operation you need to understand time limit about any kinds of operations time limit is very important thing ဆိုတော့ဟိုဒီ time limit ကဘယ်လိုဟို operate operation တွေပဲနဲ့ပတ်သက်လို့ပေါ့ဗျာမလူတယောက်တောင်တနေ့၈နိုင်ပဲလုံးလို့ရမှာဗျာ ်မှာ၈နိုင်ကြော့သွားရင်အလုံးလုံးလို့မရဘူးဒါ time limit တွေပေါ့လူတွေရဲ့ရှိနေတဲ့ resource တွေ energy ရှိဒါတွေကိုတိုင်းတာတာဗျာဆိုတော့တော်နိုင်ကြီးမှလည်းဒီလိုအတိုင်းတာတော့ရှိရမယ်အာ6လနဲ့ပြန်မယ်ဟုတ်မလား sorry အာရက်40ပြည့်ရင်အဲပွဲသိမ့်မယ်အာအာ3လပြည့်ရင်အုတ်ထုတ်ပြားတွေဝင်လာမယ်4လပြည့်ဘာဘာမှမဟုတ်ဗဇက်ကနေလိုက်ပြောနေကြတာနော်ဒါလည်းမဟုတ်အခုဒီအာဘူဒူဒီထွန်းမြတ်နိုင်ပြောထားတာရိုးရိုးရှင်းရှင်းလေးပဲ2025မှာကျွန်တော်တို့ရခိုင်ပြည်နယ်တစ်ခုလုံးကိုပြန်လဲရယူအာနိုင်မယ် ဒါသူ့ရဲ့ time limit 2025ကြော်သွားလို့မရယူနိုင်ဘူးဆိုရင်သူ့ time limit ကြော်သွားပြီဒါကိုကျွန်တော်ပြောတာเนาะဆိုတော့မြမတော်လှန်ရေးတစ်ခုလုံးရဲ့အချိန်ဘယ်လောက်ပဲကြံတော့တလဲလို့ကျွန်တော်ကဒီကောင်းစင်တက်ပြီးခဲ့တယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပြောပြတာမြမတော်လှန်ရေးရဲ့အချိန်ကတစ်နှစ်ပဲကြံတော့ဒါကျွန်တော်အမှန်ပြောတာအရင်မြမစစ်အာနာစယူတဲ့အချိန်စကားစကားအာနာယူတဲ့အချိန်အာနာတိမ့်တဲ့အချိန်အာနာထိမ့်တဲ့အချိန်မှာ6လပြည့်ရင်တို့ ဒီရွေးကောက်ပွဲသွားဖို့လုပ်ပေးမယ်ဆိုပြီးတော့ပြောတာတိုင်းလိမက်ကိုပြောတာဒါပေမဲ့အဲ့ဒီတိုင်းလိမက်မှာသူတို့မှလုံနိုင်တဲ့အခြေခံအကြောင်းတရားအချက်လက်တွေဘာမှမရှိတဲ့အတွက်တိုးရင်တိုးရင်တိုးရင်လည်းအခုလေးနေတဲ့ကိုရောက်လာတယ်ဗျာကျွန်တော်ပြောချင်တာဆိုတော့ဒီကောင်ဒီမှာတိုင်းလိမက်မရှိဘူးအာနာရှင်မှာတိုင်းလိမက်မရှိဘူးဟုတ်ပြီနော်ပြီးတော့အာနာရှင်မှာအဲ့ဒီတိုင်းပြီကိုသူတည်သွားပေးမယ်ဂိုးမရှိဘူးပန်းတိုင်မရှိဘူးဒါကိုကျွန်တော်မှန်မှန်ပြောပြတာအာနာရှင်မှာဇယိုက်လက္ခဏာ အဲ့ဒီနှစ်ခုကတော့လုံးဝမြေလိုလွဲနော်ရှိနေတယ်ထိုင်းလည်းမရှိဘူးအချိန်အကန့်တဆိုတာအာနာရှင်မှာမရှိဘူးပြီးတော့အာနာရှင်ဟာတိုင်းသူပြည်သားတွေကိုငါဘာလုတ်ပေးလိုက်ရမယ်ဘယ်ပန်းတိုင်ကိုခေါ်ဆောင်သွားပေးရမယ်ဆိုတဲ့ဂိုးအဲ့ဒီဂိုးတွေမရှိဘူးဆိုတော့ကို့မှာရှိတယ်ဆိုကို့နိုင်မှာပေါ့ဒါဆိုရင်ဘာကြောင့်အချိန်ကတစ်နှစ်ပဲကြံတော့လဲလို့ခင်ဗျားပြောလဲလဲလို့ဆိုရင်အခုစဉ်းစားကြည့်ပါကျွန်တော်ဟိုလူဘိန်းသားလေအောင်ပြောပြမယ်အာဆီယံနဲ့ကျွန်တော်စပြောမယ်အာဆီယံဆိုတာ အာနာရှိသူအချင်းချင်းပူးပေါင်းဆောင်ရွက်စီးပွားရှာနော်ကန်ဖိုက်တွေလုပ်စာချုပ်တွေချုပ်ပြီးတော့အဲ့ဒီအာဆီယံဆယ်နိုင်လက်ကန်လုံးကအစိုးရတွေအဲ့ဒီအချိန်မှာအစိုးရဖြစ်တဲ့သူတွေချမ်းသာကြွယ်ဝစီးပွားရှာတဲ့အဖွဲ့ကြီးလို့ခင်ဗျားတို့နားလည်လိုက်ပိုကောင်းတယ်ဗျာကျန်တဲ့ပြည်သူအကျိုးတွေဒေသအကျိုးခင်ဗျားတို့လိုက်ပြောနေတာတခູ້မှဖြစ်မလာဘူးတခູ້မှမလာဘူးတခູ້မှမရဘူးခင်ဗျာမလေးရှားမှဖန်တယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ထိုင်းမှဖန်တယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ဟုတ်တယ်မလား အဲ့ဒီမှာတောင်တောင်မိမနဲ့တက်ကြီးရွယ်အိုကလေးလေးတွေလောက်ပဲကျန်တယ်ကျန်တဲ့လူတွေအားလုံးစစ်တပ်တွေရောက်သွားဒါအာဆီယံရဲ့အပြုတ်မှုလေဒါထိုင်းကဒီတိုင်းလုံနေတယ်လေမလေးရှားကဒီတိုင်းလုံတယ်လေဘာလို့အခုဆိုအမေရိကန်ထောက်ပံ့မပေးတော့တဲ့အတွက်ငါတို့ကိုအနောက်ကနေတွန်းအားပေးမဲ့အဖွဲ့အစည်းမရှိတော့တဲ့အတွက်ငါတို့အာဆီယံခေါင်းဆောင်အချင်းချင်းခက်ရရိုင်းပြောရင်ပြင်းရစားပြူအတူတူလှုပ်လို့ရပြီဆိုတဲ့အခြေအနေမျိုးတော့ရောက်သွားတယ်မလေးရှားမှာအဖမ်းခံရတယ်ထိုင်းမှာအဖမ်းခံနေရတယ်မြန်မာပြည်မှာလူခွင့်ချိုးဖောက်မှုတွေ ေါင်းဆောင်ဖြစ်နေတယ်ဒါဒီအားလုံးဟာဒီအာဆီယံအသင်းအဖွဲ့ကြီးကခင်ဗျခေါင်းလေးတစ်ဆက်လောက်ကြိုက်မယ်များထင်းနေလို့လားဟာသူတို့ပါသူတို့ဖြစ်ကြရင်ဖြစ်ငါတို့လက်ရှိဒီအာဆီယံအဖွဲ့ကြီးအစိုးရအဖွဲ့ကြီးရဲ့အကျိုးစီးပွားငါတို့ရှိနေတဲ့အာနာပိုင်အချင်းချင်းရဲ့အကျိုးစီးပွားဒါအရေးကြီးဒါအာဆီယံမဲ့အာဆီယံကိုကျွန်တော်ဝေဖန်လို့ကျွန်တော်ဖန်ခံရတယ်လေထိုင်းမှာ The Constructive Agreement လို့ပြောတယ်ဟုတ်အပြုသဘောဆောင်တယ်ကျွန်တော်မဟုတ် Destructive Agreement ဖြစ်နေတယ် အပြတ်တဘောဆောင်တဲ့ဥစ္စာဖြစ်နေတယ်။ Your policy is the distracted agreement not the constructed agreement. The constructed agreement is not aiming to that. ကျွန်တော်ဒီတိုင်းပြောခဲ့တာ။ဆိုတော့ကျွန်တော်ဖေးကျင်တဲ့ဥစ္စာကဘာလဲဆိုတော့အခုအာဆီယံကိုလည်းခင်ဗျားတို့သွားအားကိုးလို့မရတော့ဘူး။ဆိုတော့တနည်းပဲကြံတော့တယ်။ဘာကြောင့်တနည်းပဲကြံတော့လဲဆိုတော့ကျွန်တော်စီးရီးယားကရုရှားဘလို့ထွက်ပြေးခဲ့ရတယ်လို့ဆိုကျွန်တော်တင်ထားတဲ့အပိုင်းနဲ့မှာခင်ဗျားတို့အသေးချာမကြည့်တတ်လို့ ဆိုတော့အာဏာရှင်တွေကကွန်မြူနစ်ကမွေးတဲ့အာဏာရှင်ဒီမိုကရေစီအစိုးရကမွေးတဲ့အာဏာရှင်ဆိုတော့အာဏာရှင်အဲ့နှစ်ခုပဲထွက်တယ်အာဏာရှင်မိုးဘော်ကကြမလာဘူးဗျအမှန်တော့ဒါကျွန်တော်အမှန်ပြောတာနော်အာဏာရှင်ဆိုတော့သူများအမွေးခံရတဲ့ကောင်ကိုတိုင်းသူကိုပြည်သားတွေကိုပြန်လဲနှိမ့်ဆက်ရက်ဆက်တက်ပြတ်ပြီးတို့ရဲ့အကျိုးစီးပွားနဲ့တို့ရဲ့ဆွေမျိုးညာတိတာသမီးဘိုးစဉ်ပေါင်ဆက်အကျိုးစီးပွားကိုရှာသွားတာအာဏာရှင်ဒါကိုကျွန်တော်အမှန်တိုင်းပြောတာဆိုတော့ကျွန်တော်ကမေးချင်လို့ပါ အခုအာဆီယံခင်ဗျားတို့မလေးရှားမှာအဖမ်းခံနေရတဲ့ထိုင်းမှာဟိုတာဖြစ်ဒီတာဖြစ်အောက်ဆုံးရောဗမာပြည်ထဲမှာလည်းဖြစ်နေတယ်အာဆီယံဥက္ကဋ္ဌနိုင်ငံတွေကနော်ဘာတန်ထွက်လာလို့လဲလို့ဟုတ်တယ်မလားဘာသူတို့အစိုးရအချင်းချင်းပူးပေါင်းပြီးအကျိုးစီးပွားရှာတဲ့အဖွဲ့အစည်းတွေဗျာအာဆီယံမှာရှိနေတဲ့အတိုင်းဝန်ပြည်သူတွေအားလုံးရဲ့အကျိုးစီးပွားကိုလုံခြုံရေးကိုလူအခွင့်ရေးကိုဖွံ့ဖြိုးတိုးတက်ရေးကိုရှာနေတဲ့ကောင်တွေတကောင်မှန်ပါ ဟိုထိုက်စင်လူလေဒီကောင်ကြာအစီရမှာထောက်ဝင်လာပြီပိုခမ်းမယ်ရှယ်ဆော့မှာဒါကျွန်တော်တို့မြင်နေတယ်ကျွန်တော်ဒီကောင်ခမ်းခဲ့တာလေဒီကောင်မထောင်လေးပို့ခဲ့တာလေထိုင်မှာကျွန်တော်ကိုသိနေနော်ခြေကွက်လက်ကွက်တွေကျွန်တော်တို့မြင်နေကြတာအခုတက်လာတဲ့အန်ယူဂျီတွေဆိုတာဗျာနိုင်ငံရေးမူလာဒန်းလို့ပြောလဲခင်ဗျားတို့ကျွန်တော်မကြိုက်ဘူးဟုတ်ပြီလားဆိုတော့ကျွန်တော်တို့ကဒီတမိုင်းတွေကိုဖျက်ခဲ့ပြီးပြီဗျာဒါကိုကျွန်တော်ပေးနေတယ်မဆက်ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်ကဘာလဲလို့ကျွန်တော်ပြောတော့မယ် အခုမြန်မာစစ်ကောင်းဆောင်ရှင်းရှင်းလေးပဲနံပါတ်၁မြေပြင်ချိန်မုံကြီး drone အထောက်ပံ့အားလုံးကိုရုရှားယူကရိန်းစစ်အေးသွားတာစစ်ရဆိုင်သွားတာဆိုရင်အဲ့ဒီမှာရှိနေတဲ့ဥစ္စာအားလုံးကိုမြန်မာနိုင်ငံမှာလူကျင်တာအုပ်လာကိုဥစ္စာအားလုံးထိုးကျွေးပြီးရအောင်ယူပြီးခင်ဗျားတို့ချိန်မုံမယ်ရုရှားမလာသေးဘူးနော်မလာသေးဘူးအခုတော့လည်းတရုတ်ကပေးလိုက်တဲ့ drone ပေါင်း9000 9000အတိကျတစ်တောင်မပေါ်ဘူးကျွန်တော်မှစဉ်းရှိတယ်အဲ့ဒီ drone တွေနဲ့ကျွန်တော်ပြောတော့ဟာမင်းတို့ကချင်တွေဒီလိုလောက်တော့မယ်ဆိုတော့ ကချင်တွေကကျွန်တော်အောက်မှာမင်းစောက်ယူလာတို့မင်းစောက်ပေါ်လာတို့ကျွန်တော်တို့ကနိုင်ငံတကာတည်င်းအချက်အလက်တွေကျွန်တော်တို့ရထားတဲ့ထောက်လိုင်းကြီးအချက်အလက်တွေ ਨੇ ကျွန်တော်တို့ကပြောတာနော်ခင်ဗျားတို့ထုတ်ပြလိုက်ရင်ခင်ဗျားတို့ထမင်းအောင်စားနိုင်မှာမဟုတ်ဘူးတေးတာပက်ပက်ဆက်ဆက်ပဲဘာဖြစ်လို့လဲဒီလားခင်ဗျားတို့က time limit မရှိလို့နော်တိုက်လိုက်လာရှူနောင်ချူရောက်တဲ့အချိန်မှာရလိုက်တယ်အဲ့မှာခင်ဗျားတို့စစ်ရှိန်ဥကျိုးသွားပြီကျွန်တော်တို့ကတိလိုက်လစ်ပြားအဲ့လိုဖြစ်ခဲ့လို့လား တောင်းလျှောက်သွားတာဟုတ်ပြီနော်ဆိုတော့ဒီတစ်နှစ်အတွင်းထဲမှာ तू ကနီးပညာနဲ့ရောလက်နဲ့အရာနဲ့ရောတတိုင်းပြည်လုံးကိုရောင်းစားအကျွေးပေးပြီးတိဆောက်အကုန်တမဒါပဲကျွန်တော်အဲ့လိုနားလေထားတယ်ဟောခင်ဗျားတို့ကထိုင်းလိမ့်မရှိဘူးလေဟုတ်တယ်မလားဆိုလိုချင်တာစစ်ကိုရေစိန်တိုက်နေတဲ့ကောင်တွေနဲ့တူနေတယ်ဗျာဟုတ်မလားဒါကျွန်တော်အမှတ်တိုင်းပဲပြောတာဆိုတော့အဲ့ကချင်မှာမင်းတို့ drone တွေနဲ့တမတော့မယ်တမနေပြီးပြောတာကိုကျွန်တော်ဝင်းလောက်နေဗျာ ကျွန်တော်ကချင်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးရက်တည်ခဲ့တယ်ကျွန်တော်ပန်ဆယ်လိုလို့မမောင်အေးလိုလို့လဲကျွန်တော်ခမားလိုမစော့ကားဘူးဗျဘယ်တိုင်းရင်သားကူမှကျွန်တော်ဒီ NUG အုပ်စုလို့ကျွန်တော်မစော့ကားခဲ့ဘူးဗျနော်အဲ့ကျွန်တော်တွေမှာရှိနေတဲ့ဒီကချင်မှာတောက်လျှောက်ကျွန်တော်ဟိုးတဲ့ခွန်ကြားတို့စီလဘူးတို့ကျွန်တော်တွေမှာရှိရဗျသူတို့သိတယ်ဒါကျွန်တော်အမှန်တိုင်းပြောတာနောက်ဆုံးခမားတို့ကချင်စစ်ပွဲတာပင်တာပင်ရေအားလျှက်စစ်ဆက်ရုံအစဖြစ်တဲ့စစ်ပွဲအဲ့ဖြစ်တာတော့မှကျွန်တော် တချင်နဲ့မြောက်ပိုင်း ABSCD ကိုကျွန်တော်အများကြီးထောက်ကပ်ပေးခဲ့တယ်ဗျဥသိမ့်စိန်လက်ထက်မှာခင်ဗျားတို့မနေ့အစိုးရမီလောင်ပုံကျဲတာအစဒါတွေကိုကျွန်တော်တို့ကနိုင်ငံတကာသိအောင်ဒီဘက်မှာရှိနေတဲ့အမေရိကန်ခရီးယန်အသင်းချုပ်တွေကိုကျွန်တော်တို့တင်ပြခဲ့တာတွေရှိတယ်ဗျဟိုကျေးဇူးတင်ခံခြင်းလို့ပြောတာမဟုတ်ဘူးဗျခင်ဗျားတို့အန်တရရဲ့အတွက်ဒါရှိတယ်လို့ပြောတာလောကကြီးမှာ safety first ဗျအမေရိကန်မှာ safety ပဲခင်ဗျားကရေးတောက်တောက်ချီးပါပါသေးပေါက်ပေါက်ခင်ဗျားတောက်ရမယ်ရေခင်ဗျားချီးပါရမယ်နေရခင်ဗျားသေးပေါက်ရမယ်နေရအားလုံး safety လို့လဲဗျာ ဘာကိုပြောပြစောက်ကြီးစောက်ကြီးစောက်ပဝင်မြင်လာရွံ့နေဗျာခဏကဘာကောင်ဖြစ်နေပြီလေကျွန်တော်တို့ကကြိုးပြောတယ်ဗျာဟုတ်ပြီလားဆိုတော့အခုဒီတစ်နှစ်အတွင်းထဲမှာသူအကုန်တီးဆောက်မယ်သူအကုန်ချိန်မုံးမယ်ရုရှားမလာသေးဘူးနော်ရုရှား15နှစ်စာစစ်ပြင်ဆင်ထားတယ်နော်ဆရာတို့မှတ်ထားအခု၄နှစ်လောက်နဲ့တက်သွားရင်ပုံအောနေမယ်လက်နဲ့ဖြစ်စီလေဟုတ်ပြီလားဗမာတိုင်းနိုင်ငံနဲ့မဟုတ်ဘူးဒေတာဘောင်းလို့ရုရှားအကုန်ထိုးချလိုက်တော့ စစ်ကြောတေးတာတွေအများကြီးရရှာမှာလေထိခိုက်နေတာအများကြီးရအောင်သူပြန်ရှာရမှာလေဗျာဟုတ်တယ်မလားဆောခင်ဗျားတို့အဲ့ဒီလိုပါဝန်ကျင် geo politics တွေကိုလည်းစဉ်းစား conditional politics တွေကိုလည်းစဉ်းစားဒါကိုကျွန်တော်ပြောပြဆောဒါကျွန်တော်ပြောပြခြင်းနဲ့ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်မှာမင်းအောင်တိုင်ကပြက်တက်နေတယ်ပြက်တနာခင်ဗျားတို့သိလားရုရှားကလစ်ဗျားနဲ့တဘာဝတန်းငွေတွေရေနံချက်ဆက်ယုံနေအခုခုဗမာပြည်မှာလုံတော့မဲ့ပုံစံမျိုးရုရှားပူးပေါင်းဆောင်ရွက်ခဲ့တယ် ဒါပေမဲ့ဂဒါဖီကိုတိုက်ကြတဲ့အချိန်မှာရုရှားကဝင်မရက်တော့တဲ့အတွက်ဝင်မရက်လိုက်တဲ့အတွက်ဂဒါဖီတုတ်ကြသွားတယ်လို့ကျွန်တော်အင်တာဗျူးမှာကျွန်တော်တင်ထားတဲ့အပိုင်းနဲ့မှာပါတယ်နော်စီးရီးယားကြတော့ तू အဲ့လိုအဖြစ်မခံနိုင်တော့ဘူး तू ဝင်ရက်တာဘာကြောင့်လဲတရားဝင်အစိုးရမို့လို့တဲ့ legitimate government မို့လို့တဲ့ဘာလို့ရွေးကောက်ပွဲလုပ်ထားလို့အဲ့ဒီရွေးကောက်ပွဲနဲ့အစိုးရဖွဲ့စည်းထားလို့မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှုအရေးကြီးနေတယ်မင်းအွန်လိုင်းရဲ့ အသက်ကယ်တမျှရေးကြည့်နေတာရွေးကောက်ပွဲမင်းအွန်လိုင်းရွေးကောက်ပွဲပြီးတာနဲ့မင်းအွန်လိုင်းနဲ့ပူးပေါင်းဆောင်ရွက်မယ်ရုရှားတို့လိုရုရှားတောင်းလိုက်နိုင်ငံတွေအများကြီးရှိနေတယ်ဒါကိုကျွန်တော်ပြောပြတာဒါဆိုရင်ဒီအစည်းအဝေးကိုမင်းအွန်လိုင်းရဲ့တက်နေတဲ့ပြဿနာကလည်းမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းကမင်းအွန်လိုင်းရဲ့အုပ်ချုပ်မှုဩဇာအောက်မှာမရှိတော့30ရာခိုင်လုံးနဲ့ရွေးကောက်ပွဲကျင်းပလို့ ਆ လဲမဖြစ်တော့ဘူးမဖြစ်တော့တဲ့အတွက်အခုရုရှားကိုတွားနေတဲ့အပိုင်းဟာရုရှားကလိုချင်တဲ့လက်နက်တွေ ခုယူကရိန်းကိုအကြီးတွေနဲ့ပဲဆော်တော့မယ်ဆိုတော့အသေးလေးတွေပေးပါဆိုတော့တွားနေတဲ့သဘောရောက်လာလိမ့်မယ်ခင်ဗျားတို့မြင်ရလိမ့်မယ်နော်ဆိုတော့ကျွန်တော်ပေးနေတဲ့ message ဟာခင်ဗျားတို့ရဲ့တော်လှန်ရေးကအခုမင်းအောင်လိုင်း2025မှာရွေးကောက်ပွဲကျင်းပမယ်အခုမကျင်းပဖြစ်တော့30ရာခိုင်နှုန်းပဲသူ့မှာရှိတော့သူကဘလို့ဖြစ်လာလဲဆိုတော့နည်းနည်းလေးထပ်ပို့ရလာအောင်စစ်စင်ရေးတွေကသူအကြီးအကျယ်ဤပညာတွေနဲ့လှုပ်ပြီးတော့ခင်ဗျားတို့ delay ကောက်ကွေးဖြစ်နေတဲ့အချိန်မှာဝုံတိုင်းထားလို့မယ်ရွေးကောက်ပွဲပုံစံမျိုးဖြစ်လာလိမ့်မယ် ဒါကိုကျွန်တော်ပြောတာအရေးကြီးတာသူဟာရွေးကောက်ပွဲနဲ့ပြန်လဲဖွဲ့စည်းတဲ့အစိုးရဖြစ်ဖို့လိုတယ်အဲ့ဒါဆိုရုရှားဝင်လာမယ်အာဆတ်လည်းဒီတိုင်းပဲအာဆတ်ကရွေးကောက်ပွဲနဲ့သူ့ဘာသာသူလိမ့်လိမ့်မလိမ့်လိမ့်လုံထားတဲ့အစိုးရမလို့ရုရှားဝင်တယ်ရုရှားဒီတိုင်းပြောနေတယ်နော်ခင်ဗျားတို့ခင်ဗျားတို့ဟိုအွန်လိုင်းပေါ်မှာဟိုတကြောင်းကြီးနှစ်ကြောင်းကြီးကိုကဲပေါ်မှာပါလာတဲ့ဥစ္စာတွေခင်ဗျားတို့ဖတ်ခင်ဗျားတို့ဖြစ်နေတာအနောက်က behind the state ကိုခင်ဗျားတို့မသိဘူးဖြစ်နေဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောလိုက်မယ်ပူတင်နဲ့မင်းအွန်လိုင်းတို့ပြောတဲ့အထဲထဲမှာနောက်တစ်ချိန်ထပ်ပြီးတော့ တူလူကိုလူထပ်ပြီးတော့ဒီမြန်မာနိုင်ငံကိုရုရှားတိုက်ရိုက်အကူအညီပေးရေးမှာမင်းအွန်လိုင်းဟာတရားဝင်အစိုးရမဖြစ်တဲ့အတွက်တရားဝင်အောင်ဘယ်အချိန်မှလုပ်ပေးနိုင်မလဲဆိုတာကိုနောက်ဆုံးဆွေးနွေးပြီးတော့မှဘယ်လာတော့ကိုထွက်သွားတာကျွန်တော်တို့တစ်နှစ်လောက်အတွင်းထဲမှာအားလုံးလုပ်ပေးနိုင်မယ်လို့ပြောပြီးဘယ်လာတော့မှဒီစကားကိုထုတ်ပြောတာ2026အတွင်းထဲမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပူတင်ကိုလူရှိသိရှင်ကြားကိုမပြောခဲ့ပေမဲ့ behind the state မှာဆွေးနွေးတဲ့အချိန်မှာပြောခဲ့တယ်ဆိုတာကိုဒါသိအောင်ကျွန်တော်ပြောပြတာဟုတ်ပြီလားအဲ့တော့မှရုရှား ဒါ legitimate အစိုးရဒါရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရငါအကုန်ဘုံကျဲမယ်စီရီယားကိုလုပ်တယ်လို့လေအကုန်မိရှုမယ်အကုန်ပြချမယ်အဲ့ဒီလိုဖြစ်သွားနိုင်တယ်လို့အခုလဲတော်တော်ကြီးကိုစုပ်ပြတ်မွေးပြပြချနေပါပြီဒါကြောင့်ကျွန်တော်တို့ပြောချင်နေတာကဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့အပြတ်ဖြတ်နိုင်ဖြတ်စီရီယားတော်လှန်ရေးကနှစ်ပတ်ကျော်ကျော်15ရက်16ရက်နဲ့ပြတ်တယ်ဗျာနော်အခုကမပြတ်ဘူးဆိုတာခင်ဗျားတို့တိုင်းလိမိထားပြီးတော့ဒီဒီပြန်ခေါ်ဖို့လိုပြီဟုတ်ပြီလား နော်အန်ယူဂျီဒီတဲကိုခဏလို့စိတ်မကူးနဲ့အန်ယူဂျီမှာရှိနေတာဖားသေးရဲ့ဖားကောင်းရဲ့တဒေါင်းသားရဲ့အောင်ကြည်ညွန့်အောင်မှအမေရိကန်ဖုစတန်ရှောက်စားတယ်ပြောပြနေတယ်အောင်ကြည်ညွန့်ထမင်းစားနေတာကျွန်တော်တို့ရဲ့ test တွေနဲ့စားနေတာဟမ်ခွေးမသားအောင်ကြည်ညွန့်ကိုပြောပြလိုက်ဖုစတန်နေအမေရိကန်ဆေးကုတိုက်ခွင့်နေကျွန်တော်တို့ test ပေးနေရတာဟမ်ခွေးမသားတွေနော်အမေရိကန်မှာပြောတော့အန်ယူဂျီရဲ့ဖွဲ့ထားတဲ့လူမှုကူညီရေးအသင်း 501c3 မှတ်ပုံတင်ထားတယ်ဟုတ်မလားကျော်သူအဆင်းတော့မရှိဘူး ခင်ဗျားတို့ဒါကျွန်တော်ပွင့်လင်းပြောတာဟုတ်စောက်ယူမတက်ကြနဲ့တော့ခင်ဗျားတို့တိုက်နေတဲ့တိုင်းရင်းသားတွေတိုက်နေတဲ့ PDF တွေအကုန်လုံးတစည်းတစ်လုံးနဲ့ဒီလေးပြန်ခေါ်ဖို့လိုတယ်ဒါကိုပြောတာစေတနာတသောသောနဲ့ပြောတာအိမ်ဝဲချမ်းဝဲဆိုင်ဆောင်ဟုတ်ပြီလားကုမ္ပဏီတွေဖွင့်နေတဲ့ကောင်ကခင်ဗျားတို့အကျိုးစီးပွားကိုလာမလုပ်ဘူးမ use ကြနဲ့လို့ပြောနေတယ်ဒါကျွန်တော်ပြောပြတာနော်ခင်ဗျားတို့ဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့ဘယ်တော့စီးလုံးနိုင်မလဲတိုင်းရင်းသားတွေအားလုံး PNL နဲ့ပတ်သက်လို့လည်းပြောမယ်တာဖုံးကျော်မင်းတို့တိတ်များတယ်မင်းတို့လူရောက်မာတွေဆိုတာတနိုင်ကြံလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့မင်းတို့တိတ်များတယ်စောက်စီးကန်ကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်ဘူးမင်းတို့ကိုယ်ပိုင်အခွင့်အရေးကိုရှာပြီးတော့မင်းတို့ကျန်တဲ့လူတွေကိုအပေါင်းချခဲ့တဲ့လူရောက်မာတွေဖြစ်တော့မယ်မင်းတို့ဟုတ်ပြီလားတာဖုံးကျော်ခွေးမာတာခွေးမာတာအဆင်လောက်ရှိတဲ့ကောင်တွေ 哦，那、oh no, 爸妈没修，少时间爸妈没修，少下来没修。看亏马大，香港大虹桥啊没有亏马大路标嘞，桂林人也得挂，少下的漂亮没修，哎，那看哎呀，装八卦弄的人亏马大，民族路少称啊，娘挂。 地板、啊、有片的，若下温了路，地面不一样了。地板有多了。阿没？没有,有口人,人，都拿考话了。若是阿出的撒种，阿龙，都带一公布你奥干的，把马蹄变拉比了，克罗尼克罗亚。我有些面对怕搞，怕嘞，和和当姐啊搞嘛。我都独没让买。 我再三看,了一看 to to 来眼，记查好了，把他们丢。哎，你讲呢？讲那克罗尼的，我哩。哎，你讲嘛？把你讲了没？我嘞，哎，哎，老弟，对谁没杂到管。我都年年得点点，我都压下来吃了的压都我的瓜，好了，莫再玩一个。一年水水昂眼，比冰露露，白露露，伢露露，撇来搞嘛。我扫码就来的，你妈逼个，妈非要你注意拿来伢说的扫码，没得顾客嘛变少，少些的乖多啦。好不啦？除了。 ပေးခြင်းနဲ့မစိတ်ကမင်းအောင်လိုက်ကသူ့တားကိုသူခေါ်သွားတာမင်းတို့ဗမာပြည်ကိုစားပြုလက်မှတ်ထိုးနေတာမဟုတ်ဘူးဟုတ်လားရုရှားလီဗျားမှလည်းဒီတိုင်းပဲလုပ်တယ်ဆီးရီးယားမှလည်းဒီတိုင်းပဲလုပ်တယ်အာဖရိကမှလည်းဒီတိုင်းပဲလုပ်တယ်ဟုတ်ဘူးလားနော်မင်းတို့ပြောတဲ့ဒီ new ဟိုဘာလဲလျှက်စစ်ဓာတ်ပေါင်းမှုဒီ centric ကြောင်းနေနေပေါ့ကွာဟုတ်လား nuclear centric ကြောင်းနေနေထွက်လာတဲ့ဥစ္စာတွေနဲ့လျှက်စစ်ပေးမယ်โอเคမင်းတို့အလကားရမယ်များထင်နေလို့ အဲ့ဒီကကြာတဲ့တန်ဖိုးကအခုလက်ရှိရှိနေတဲ့အခြေအနေနဲ့ရောဘယ်လောက်ရှိနေမှာလဲဟုတ်ပြီရုရှားအဲ့ဒါလာဆောက်တာဒီတည့်ရတဲ့ပြီးမယ်များထင်တယ်တနည်းတည်းပြီးမယ်များထင်နေလားပြီးတော့အဲ့ဒါတခုခုဖြစ်ရင်မင်းတို့နဲ့ဘေးပတ်ဝန်းကျင်နိုင်ငံကရောဒါကြီးကိုအဆင်ပြေပါမလားဟုတ်မလားဆိုလိုချင်တာကအားလုံးကမိဘရံဘက်ကွဲနေတာပဲမင်းအောင်လိုက်ကချက်ချင်းအာနာထသိနေချက်ချင်းအာနာတွေယူပြီးလှုပ်ချင်အောင်လုပ်တယ်လှုပ်ချင်အောင်လုပ်တော့မိဘရံဘက်ကွဲသွားတယ်သူနဲ့မိဘဖြစ်မဲ့လူတွေနဲ့သူပေါင်းတယ် သူ့အကျိုးစီးပွားသူလုပ်တယ်မင်းတို့အကျိုးစီးပွားမပါဘူးမင်းတို့တော့ပြောပြီးကျွန်တော်တို့လုံခြုံရေးဘယ်သူမှပေးနိုင်ဘူးကိုလုံခြုံရေးကိုယ်ကယူဆိုင်ပြောပြီးလေဟုတ်တယ်မလားအဲဇော်မင်းထုံးကိုယ်တိုင်ပြောတာလေငါထွင်ပြောတဲ့စကားလုံးလည်းမဟုတ်ဘူးလေဆိုတော့အခုရုရှားလာလဲမင်းတို့လုံခြုံရေးမင်းတို့ကယူဆိုင်တို့စီးပွားရေးတို့လုပ်တာဒါပဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ပြောချင်မြန်မာနိုင်ငံကမီဂါဝတ်၄400လို့တယ်မြန်မာနိုင်ငံနေ့စဉ်မီးမပြတ်ပဲလေပတ်ဖို့မီဂါဝတ်၄000နဲ့400အခုရုရှားလာလုံမဲ့ဥစ္စာတမျိုးတရွာလောက်ပဲလင်းမှာ ပြီးတော့ရုရှား project တွေလောက်ပဲလင်းမှာရုရှားကရေနံတူးမယ် gas တူးမယ်အဲ့ဒီမှာစိုက်ယုံဆောင်မယ်တန့်စင်မယ်အဲ့ဒီဘေးပဝန်းကျင်နိုင်ငံကိုရောင်းချမယ်ရုရှားနဲ့ပေါင်းထားတဲ့ main online တာ company ရဲ့အောက်ကအခြား sub contractor တွေထပ်ပြီးတော့ဆွဲယူ main online တာအဲ့နေလိုက်ရုံပဲ main online တာဆိုမဟုတ်ပါဘူးကွာ main online ဘာသားမှလည်းမမွေးဘူးဟိုအီချာကွေးရောင်းတဲ့တရုတ်ကြီးရဲ့တာမင်းတို့နိုင်ငံကအဲ့လိုဖြစ်နေတာအာနာရှင်တယောက်ကခွေးတကောင်ဒေါ်စုတစ်ထပ်မှလည်းဒီလိုပဲအဲ့ခွေးလေးကိုပဲမင်းတို့ပြဿနာတက်နေဟိုမင်းအောင်လည်းလက်ထပ်မှလည်းခွေးတကောင်နဲ့တက်အောင်မယ်မင်းတို့ဟုတ်လားဒေါ်စုလက်ထပ်မှလည်းခွေးတကောင် ဒါဒီဒီခွေးနာမည်တော့ငါမိတ်နေတယ်ကွာငါအတိတ်လည်းစိတ်ဝင်စားလို့ဒါမင်းတို့ယောဂထားနေတယ်ကွာမင်းတို့ Facebook တွေပေါ့ဆိုတလိ္ဆန်ပုံနဲ့လူပုံအဝေးကြီးပဲစေတနာထားပါရပါတယ်ချစ်ပါရပါတယ်မေတ္တာထားပါရပါတယ်ဒါပေမဲ့မင်းတို့ကနည်းနည်းညားတယ်ကွာမင်းတို့ညီပိန်းနေလေနည်းနည်းညားတယ်နော်လျှော့လိုက်မင်းတို့နော်တလိ္ဆန်ပုံနဲ့လူပုံနဲ့ယောနေတဲ့အတွက်နော်အဲ့ဒါတော့ငါနားလေဟုတ်လားဟောလူကတလိ္ဆန်စိတ်ပေါက်သွားရင်ယွံ့ဖို့အရန်ကောင်းတယ်တလိ္ဆန်ကလိမ်မာသွားရင်အရန်ချစ်ဖို့ကောင်းတယ်ဒီနှစ်ခုပဲကွဲဟုတ်လားဒါပေမဲ့ဉာဏ်ရည်ချင်း creative လုပ်တဲ့နေရာချင်း creative activity thinking တွေပေါ့ကွာ conceptual thinking တွေကြာတတိဆန်အားနေတယ်ဒါကိုပြောတာဆိုရုရှားတူလာလောက်တာမင်းတို့အကျိုးစီးပွားဘာမှမပါဘူးဒါပေမဲ့မင်းတို့အားလုံးဘုံကျဲပြီးမှလုံးပါတူလုံးယုံရင်အရေးကြီးတယ်တရုတ်ကအဲ့ဒါတိသွားပြီလေတရုတ်တိသွားပြီတူလုံးယုံရင်မရှိဘူးတရုတ်ပြောလုံးလုံးကြီးလုံးလုံးကြီးသူ့သူ့ကျိုးစီပါသူ့ကျိုးစီပါပြောနေပြောနေတယ်အခုသူမောလာတယ်မောလာသူ TNL ကိုဆွဲစားတယ်သူ MND ကိုဆွဲစားတယ်သူ့ကျိုးစီပါလို့ဘူးလေဟုတ်တယ်မလားဆိုတော့ရုရှားလည်းဒီတိုင်းပဲလို့ သွားတာတော့မှခင်ဗျားတို့မြင်တာထင်အောင်ပြောမင်းအောင်နိုင်ကသူ့သားပါခေါ်သွားပြီးတော့လုတ်တပြကော်ပဏီလုတ်တပြလုပ်ငန်းအားလုံးကိုအီကြာကွေးကြော်ရောင်းတဲ့တရုတ်ရဲ့သားအခုမင်းအောင်နိုင်မွေးစားထားတဲ့ကောင်အဲ့ဒီကောင်ပေးတဲ့ contract ကိုခင်ဗျားတို့ပမာပြခရိုနီလာခရိုဒေါ်စုလက်ချက်တော့တိုက်ကုန်လို့ခေါ်ခိုင်းတာပေါ့လေမာတို့နဲ့တော့ရန်ဖြစ်ကြရသေးတယ်ကွာဟုတ်လားဆိုတော့ထားလိုက်တော့ဆိုတော့ရုရှားဝင်လာတာဒါပဲရှိတယ်လို့ပြောချင်တာနောက်တစ်ချက်ခင်ဗျားကဘာတွေအကြံပြုမလဲပေါ့ ဟာကျွန်တော်အကြံပြုတာကရိုးရှင်းရှင်းလေးမြန်မာနိုင်ငံကဦးလူဗိုလ်ချုပ်အောင်ဆန်းလက်ထက်မတိုင်ခင်မင်းတို့မင်းလက်ထက်တည်းကအရန်ထူကြတဲ့အချက်တခုတော့ပြမြန်မာနိုင်ငံမှာကွန်စတီကျူရှင်းရာဇဓမ္မတင်ခါကျန်ရောမင်းကြီးဥပုလိုက်ရေးတယ်။သွားဖတ်ကြည့်ကြပါဦး။နော်။ဟိုပန်ဆယ်လူတို့မောင်မောင်အေးတို့ဟိုခွေးတခိုးတွေအောက်တန်းစားတွေဖားတဲ့တွေဖားကောင်းတွေရင်းနေတာတွေခင်ဗျားတို့ပတ်ပြီးတော့ခင်ဗျားတို့ဘာမှလည်းတတ်မလား။ဖတ်ကြည့်ပါရောမင်းကြီးဥပုလိုက်ရေးတာလို့ ဟုတ်လားဂျာဇာဓမ္မသင်္ဃာအကျမ်းတို့အဲ့ဒါဟာကွန်စတီကျူရှင်းပဲမြန်မာနိုင်ငံပထမဆုံးကွန်စတီကျူရှင်းပဲဒါပေမဲ့ကွန်စတီကျူရှင်းအားလုံးဟာအခြေခံဥပဒေအားလုံးဟာမြန်မာနိုင်ငံမှာတွေးချောင်းစီပြီးပြက်စီးခဲ့တာဒါပေမဲ့အဲ့ဒီအခြေခံဥပဒေနဲ့လှုပ်ရှားကြတာဟုတ်မလားရောမင်းကြီးဥပဒေရေးခဲ့တယ်ဂျပန်လာတော့လေဂျပန်ကွန်စတီကျူရှင်း ready ပါလာတယ်အင်္ဂလိပ်လာတော့လေအင်္ဂလိပ်ကကွန်စတီကျူရှင်းပေါင်းစုံနဲ့ဟုတ်မလားတခါဘူအောင်ဆန်းတို့လွတ်လပ်ရေးယူမယ်ဆိုတော့လေ၄၀ကွန်စတီကျူရှင်း 60နှစ်မှာအာဏာသိမ်းတယ်ရောမင်းကြီးဥပိုးနိုင်ဥပိုးနိုင်ရဲ့ရာဇဓမ္မသင်္ဃာကျမ်းကွန်စတီကျူရှင်းဟာနော်နန်းတွင်းအရေးတော်ပုံမြင်ခွင့်မြင်ကုန်နိုင်အရေးတော်ပုံတွေနဲ့တွဲချောင်းစီခေါင်းတွေဖြတ်လူတွေတက်ပြီးတော့ပြက်စီးသွားတာလေဂျပန်ကွန်စတီကျူရှင်းကရောအင်္ဂလိပ်တွေပြန်လာတဲ့အချိန်မဟာမိတ်တွေပြန်တိုက်တဲ့အချိန်မှာပြက်စီးတာပဲတွဲချောင်းစီပြီးအင်္ဂလိပ်ကွန်စတီကျူရှင်းကရောအင်္ဂလိပ်ကိုပြန်တိုက်နေရင်ကနေတွဲချောင်းစီပြီးအင်္ဂလိပ်လည်းနောက်ဆုံးငါတို့အုပ်ချုပ်နေတော့ပါဘူးကွာမင်းတို့ကောင်တွေစောက်သိမ်းနေဆိုပြီးတော့ထွက်သွားတာတွဲချောင်းစီခဲ့တာပဲ လေးစက်ခွန်ကောင်စီတွေ့ချင်းကို60နှစ်အာဏာသိမ်းပြီးတော့တွေးချောင်းကြီးသွားတာပဲ94ကောင်စီတွေ့ချင်းကို88အာဏာသိမ်းပြီးတွေးချောင်းကြီးခဲ့တာပဲ2008ကောင်စီတွေ့ချင်းဟာအခုတွေးချောင်းကြီးနေပြီဒါပေမဲ့စစ်တပ်ကမင်းတို့တွေးစီစီမစီစီလောက်ကြမယ်မင်းတို့ကောင်စီတွေ့ချင်းတစ်ခုတည်းနဲ့လောက်ကြနေတာကဘာမှာရွရွရှင်းရှင်းဒါဆိုရင်မင်းတို့ကဘာရှိတယ်လဲဒါကိုပြောတာဘာရှိတယ်လဲတရားဝင်နိုင်ငံတကာအသိမှတ်ပြုံပြကြလေ အခုမင်းတို့တရားမှတိုင်တာမင်းတို့ referendum ခေါ်လေတရားပြည်နယ် constitution referendum ခေါ်လေရခိုင်ပြည်နယ် constitution referendum ခေါ်လိုက်လေကွာဒီလိုလှုပ်ဆန်းပါပြက်ပြက်သားသားတနက်အကြာကြီးလူမိုက်တွေလူဆိုးတွေဖြစ်လာတယ်တစ်ဖက်ကဥပဒေကခင်းချပြရတယ်ဒါကိုအကြံပြုတာပါအခုကဘယ်ကောင်ကဘယ်ဥပဒေရှိနေမှန်းငါတို့လည်းမသိဘူးငါတို့အမေရိကန်ဆိုရလဲမေးတယ်ကွာ တို့ရဲ့ဒေသန္တရဥပဒေဘာမှလဲဘာမှလဲပေပါဝဘယ်သူကအပရုလောက်တာလဲဘယ်အချိန်မှာအပရုလောက်တာလဲဘယ်လိုပုံစံနဲ့အပရုလောက်တာလဲငါ့ကိုမေးတယ်ကွာငါယုံမှာငါမဖြေနိုင်ဘူးဟုတ်လားငါပြောပြီးတော်လိုင်းရေးသမားဆိုတာထဲထိုးတာနိုင်ငံရေးသမားဆိုတာစိုက်ပျိုးတာထဲထိုးတဲ့သူထိုးပြီးစိုက်ပျိုးတဲ့သူစိုက်ပျိုးဘာလို့ပဲအကြံပေးရင်ဂူရှယ်လေးရဲ့လိုက်ရှိုးဒီနေရာမှာရက်မယ်ဗျာတာလီစွာပါမင်္ဂလာပါမင်္ဂလာအောင်မိုက်ဆုံခါပါခင်ဗျာကြံတဲ့ဘာသာစကားရအားလုံးကိုလည်းမင်္ဂလာပါခင်ဗျာဟုတ်ကြလေးပါ